မင်္ဂလာပါရှင်။မောသားချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မောသားချန်နယ်ကို Subscribe နဲ့ Like and Share တွေလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်နိုဝင်ဘာလ6ရက်နေ့ညပိုင်းကမန္တလေးတိုင်းဒေသကြီးမိုးကုံမြို့မှာဒေသခံပြည်သူတွေတံပုံးတိခတ်ခဲ့မှုအပေါ်လူမှုကွန်ရက်သုံးဆဲသူတွေကြားမှာ စေဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ခေတ်သစ်တရင်ဌာနအပါအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကတော့မိုးကုတ်ဒေတာကန်တွေရာတရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံရေးမှာဂျားဝင်မှုအပါအဝင်မိုးကုတ်ကိုစစ်တပ်ပြန်ဝင်မှာကိုစန့်ကျင်ကြောင်းပြသဖို့အတွက်တန်ပုံ TV စန္ဒပထုတ်ဖော်ခဲ့ကြရလို့ဖော်ပြကြပါတယ်။နိုင်ငံတော်အစိုးရကပြီးခဲ့တဲ့အောက်တိုဘာလကုန်ကနေမှတောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ဆွေးနွေးခဲ့ပြီးအဲ့ဒီဆွေးနွေးပွဲမှာ TNL အဖွဲ့က ၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကို ပြန်ပေးဖို့သဘောတူညီခဲ့တယ်လို့သိရပါတယ်။ TNL အဖွဲ့က၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကိုပြန်ပေးဖို့သဘောတူညီခဲ့ပေမဲ့မန္တလေး PDF အဖွဲ့အပါဝင် PDF အနေကိုင်းအဖွဲ့အနေဆုံး၆ဖွဲ့ခန့်ကမိုးကုံမျိုးကနေပြန်မဆုတ်ခွာဘူးလို့တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးလူသေးစုဆောင်မှုတွေပုံမလုံးဆောင်ခဲ့တယ်လို့သိရပါတယ်။ မောကောင်မျိုးနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေရှိနေချိန်မှာပဲဒေသခံပြည်သူတွေဟာနိုဝင်ဘာ6ရက်နေ့ည8နာရီကအတန်ပုံတီးပြီးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။မောကောင်မျိုးကံတွေတန်ပုံတီးကဆန္ဒပြခဲ့ရခြင်းဟာ၎င်းတို့ကိုပိုင်ဆန္ဒအရာမဟုတ်ပဲတစုံတဦးရဲ့ PRP အကြက်ကင်မှုတွေကြောင့်ဖြစ်တယ်လို့လည်းသတင်းတွေထပ်ပေါ်နေပါတယ်။မောကောင်မျိုးပကဖောက်အဖွဲ့ကဒေသခံတွေကိုတန်ပုံတီးဖို့ပြောခဲ့ပြီးနောက်ည8နာရီကမှာဒေသခံတွေဟာ တန်ပုံတီးခဲ့ကြရလို့သိရပါတယ်။မိုးကုံမျိုးနဲ့နေဆက်သူတအိုးကတော့ကျွန်တော်ကြားသိရတလို့ဆိုရင်မိုးကုံမျိုးကန်တွေဟာသူတို့ကိုပိုင်ဆန္ဒအရတန်ပုံတီးကြမျိုးမဟုတ်ဘူး။တစုံတအိုးကဖီအားပေးအကြက်ကင်ခိုင်းစေခဲ့လို့တန်ပုံတီးခဲ့ကြရလို့သိရတယ်။ညာရှင်နိုင်ကနေ7မိနစ်အထိမိုင်းနဲ့អော်ပြီးတီးခိုင်းတာ။မတီးမနေရဆိုပြီးတီးခိုင်းတာ။တဝင်လာတာကိုလက်မခံဘူးဆိုတာပြဖို့အတွက်မိုင်းနဲ့អော်ပြီးမတီးမနေရဆိုပြီးတေးခိုင်းတာအဲလိုဆိုတော့မလွန်ဆန်နိုင်တော့တေးရတာပေါ့လေ မောကုံမျိုးကံတွေရဲ့ဆန္ဒကြောင့်တေးရတာမျိုးမဟုတ်ဘူးလေ။နီးရတာကြောက်ရတဲ့သဘောမျိုးနဲ့တေးခဲရတာလို့ပြောပါရယ်။လိလာသူတဝကလည်းတန်ပုံတီးရဲ့ရုပ်တန့်ဖိုင်းကိုလိလာကြည့်ရတဲ့လို့ဆိုရင်မောကုံမျိုးကံတွေဟာမတီးခြင်းပဲတေးခဲရမျိုးတွေ့ရတယ်။လူအုပ်စိုးလိုက်လမ်းပေါ်ထွက်တေးရမျိုးတိတ်မတွေ့ရဘူး။မီးမောင်နေရဲ့အိမ်ထဲကနေတီးနေကြတာ။ပြီးတော့တန်ပုံတီးမတီးဆိုတာကိုကားနဲ့လိုက်ကြည့်နေရမျိုးကိုလည်းတွေ့ရတယ်။မတီးပြန်ရင်လည်းတလန်ကောင်းစင်အောင်မှအနိုင်ကျင့်ခံရမှဆိုလို့ တရားတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ပြောပါတယ်။မန္တလေး PDF အပါအဝင် PDF အမေရိကန်လက်နက်ကိုင်အဖွဲ့တွေကမောကုံမျိုးကစုပ်ခွန်မှာမဟုတ်ဘူးလို့သတင်းထုတ်ပြန်ခဲ့ပြီးနောက်ရပိုင်းအကြမှာပဲမောကုံမျိုးကန်တွေရဲ့နေရစွန့်ခွာပြောင်းရွှေ့မှုတွေပုံမှန်များပြားလာတယ်လို့သိရပါတယ်။မောကုံမျိုးကန်တအိုးကလည်းတမ်ရော့စစ်ကြောင်းတွေဝင်ရောက်လာတော့မဲ့သတင်းကြောင့်မောကုံမျိုးကန်တွေဟာတခြားစစ်မဖြစ်ရာဒေတာတွေစီကိုရွှေပြောင်းတာတွေပုံများလာတယ်။မောကုံမျိုးကန်တွေအတေးကစိုးရင်တာကတော့ တမ်းမတော်စစ်ကြောင်းတွေဝင်လာရင်မြို့တဲကနေစောင်းကြိုတိုက်ခိုက်မဲ့မန္တလေး PDF အဖွဲ့နဲ့ပူပေါင်းတပ်တွေနဲ့တိုက်ပွဲပြင်းထန်လာမှာကိုစိုးရင်ကြတာပါအခုဆိုရင်မိုးကုတ်မန္တလေးလမ်းကိုသွားတဲ့ကားကလည်းကြောက်ခမန်းလေးလေးတက်နေတာတွေ့ရပါတယ်တမရာကြီးဦးသိန်းစင်လက်ထက်2010-2015မှာရင်းငယ်ကားကားက2000ဝန်းကျင်ပဲရှိပါတယ်အဲဒီနောက်2015-2020အစိုးရလက်ထက်မှာလည်းအလားတူဈေးနှုန်းပဲဖြစ်ပါတယ်2020ဒီအရေးခင်ဖြစ်လာချိန်မှာ မောကုံမန္တလေးရှင်စည်းကတွေစပြီးတော့လှုပ်ခတ်လာတယ်။2024ခုနှစ်မှာမိုးကုံမြို့ကြီးပလောင်တပုံလက်အောက်ကျသွားချိန်မှာလူတအုပ်ကိုရှင်စည်းကချက်တသိန်းကျော်အထိစပီးစေတက်ခဲ့ပါတယ်။ရင်းစည်းကတွေကခုချိန်မှာအမြင့်ဆုံးကိုရောက်ရှိတာတယ်။ရင်းငယ်စည်းနှင်းကပြည်မိုးကုံမြို့ကနေမန္တလေးမြို့ကို အစင်းကားကမှခေါင်းကန်းကစီးရင်ချက်၈သိန်းအထိပေါက်ဈေးရှိပြီးလောက်ခန်းကလိုက်ရင်ချက်9သိန်းခွဲအထိဈေးပေါက်နေရဲ။မန္တလေးကနေမိုးကုံကိုသွားမယ်ဆိုရင် ရင်ငယ်ကားကားကအရှိကန်9သိန်းချက်ဖြစ်ပြီးနောက်ခံ4သိန်းခွဲဖြစ်တယ်လို့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။မွေးကောင်မျိုးဟာမြန်မာနိုင်ငံအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးပြည်ဦးရိခရိုင်မှာပါဝင်ပြီးတော့ကမ္ဘာပေါ်မှာအကောင်းဆုံးပဒေများထွက်ရှိရဲ့မျိုးလည်းဖြစ်ပါတယ်။မွေးကောင်မျိုးကနေပဒေများနှိမ့်လာစားတဲ့ကျောင်းမြေရတနာထွက်ရဒေသဖြစ်မြန်မာနိုင်ငံမှာတာမကကမ္ဘာမှာထင်ရှားပြီးတိတောင်ညာနှစ်ကိုစစ်စင်ရဒုတိယလှိုင်းအတွင်းတအောင်အကြံဖက်လက်နက်ကင်အဖွဲ့နဲ့ မန္တလေး PDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကမောကောင်မြို့ကိုယာယီထိန်းချုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNN လေးဟာမောကောင်မြို့နဲ့မိုးမိတ်မြို့တွေကိုနိုင်ငံတော်အစိုးရထံပြန်ပေးဖို့သဘောတူညီခဲ့ပေမဲ့မန္တလေး PDF အဖွဲ့အပါအဝင် PDF လက်နက်ကိုင်အဖွဲ့တွေကမောကောင်မြို့ကနေစိုးခွာပေးဖို့အင်းဆန်ခဲ့ရကြောင့်တမရော့စစ်ကြောင်တွေဝင်လာရင်မောကောင်မြို့မှာတိုက်ပွဲတွေဖြစ်လာွယ်ရှိနေပါတယ်။ န္တလေး PDF အဖွဲအပါအဝင် PDF အနက်ကိုင်းအဖွဲတွေကမောကုံမြုပ်ကိုပြတ်မပေးဘဲတမရော့စစ်ကြောင်းတွေကိုရင်ဆိုင်မယ်လို့သတင်းထုတ်ပြန်ထားပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲမှာတမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကို ခုခံနိုင်မှာမဟုတ်ဘူးလို့ဆိုကြပါတယ်။လေလာသူတအိုးကတော့တမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုရေရှည်ခုခံနိုင်မှာမဟုတ်ဘူးဆိုတာကိုသိလို့ပလောင်တပုံတွေတောင်မြုပ်ကိုပြန်ပေးပြီးစောက်ခွာဖို့အစီအစဉ်ကြမျိုးဖြစ်တဲ့ မန္တလေး PDF အဖွဲ့နဲ့ပူပေါင်းအဖွဲ့တွေဟာပလောင်တဘုံနဲ့နိုင်ရှင်အတွေ့အကြုံပိုင်းတိုက်ခိုက်မှုစမ်းရည်ပိုင်းအားနည်းချက်အများကြီးရှိရယ်ပြီးတော့လက်နက်ခဲယံပိုင်းကလည်းလုံလောက်မှုမရှိနိုင်ဘူးလေမန္တလေး PDF အဖွဲ့ခေါင်းဆောင်တွေကအွန်လိုင်းပေါ်ကနေအရှက်ပြေတော်ပြောတောင်ပြောနဲ့စာရီရှောက်ထုတ်နေရတိုက်ပွဲဖြစ်လာရင်အဲ့ဒီ PDF အဖွဲ့ခေါင်းဆောင်တွေကိုယ်တိုင်ဦးဆောင်တိုက်မှာမဟုတ်ဘူးကိုလူရုံပြေးကြမှာအောက်ခြေတပ်ဖွဲ့တွေကိုတော့အသေးခံတိုက်ခိုင်းမှာလို့ပြောပါတယ် မွေးကောင်းမျိုးကနေတအောင်အကျန်းဖက်လက်နဲ့ကိုင်းတီအန်အန်လီအဖွဲတွေပြန်လဲစုတ်ခွာချိန်မှာတီအန်အန်လီအဖွဲနေအတူလိုက်ပါသွားမဲ့သူတွေတဲ့ရှင်နီရဲ့အတွေ့မွေးကောင်းမျိုးမှာရှင်နီရဲ့လူဦးရေရဲ့သုံးပုံတပုံသာကြံပွဲရှင်နီတယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ် Facebook လူမှုအကွန်ရက်မှာစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရှင်းသားနေရဲ့ဥတုမင်းကောင်တို့ရထအမည်ရှိရဲ့အကောင့်တစ်ခုကပြီးခဲ့တဲ့ရက်ပိုင်းမှာငကားတင်းဝကိုငကားလေးအဝင်အမည်ရှိရဲ့ post တစ်ခုကိုတင်ခဲ့ပြီး အရင် post တွေမှာမိုးကုံမျိုးရဲ့လက်ရှိအခြေအနေတွေကိုလည်းထည့်သွင်းရှင်းသားခဲ့ပါတယ်။ဦးတုံမင်းကောင်တို့ရဲ့ဒါအမည်ရှိရဲ့ Facebook account တစ်ခုကမိုးကုံမျိုးတွေမှာ TNN လေးကမိုးကုံမျိုးကိုတမ်ဘရော်ထန်ပြန်လဲပေးအပ်မဲ့တဲ့ရင်ကြောင့်အပြင်းအထန်လှုပ်ရှားနေပါတယ်။ဒီတဲမှာပညာရေးဝန်ထမ်းလုပ်ခဲ့ဖို့တဲ့ CDM ဆရာဆရာမတွေကအဆိုးဆုံးမှာဘာကြောင့်လဲဆိုတော့ TNN လေးကမိုးကုံမျိုးကိုစွန့်ခွာမဲ့တဲ့ရင်ကြားရချိန်မှာပေါ်ပြပါ CDM ဆရာဆရာမတွေအားလုံး ဝမ်းနဲ့ပက်လက်ဖြစ်ပြီးငိုကြွေးမိတမ်းခဲ့ကြသလိုပါပဲ။တချိန်တည်းမှာသူတို့ CDM ဆရာဆရာမတွေကိုတမ်ရော်လက်ထဲမှထားခဲ့ဖို့ TNL အကြီးပိုင်းတွေကိုတင်ပြအရေးဆိုခဲ့ကြပါတယ်။ဒါကြောင့် TNL အကြီးပိုင်းကသူတို့နဲ့လိုက်ပါလို့သူတွေကိုနန်းဆန်မန်တုံကိုခေါ်ယူသွားမယ့်အကြောင်းဂရုပြုပြောကြားလာပါတယ်။ဒီပိုင်းတည်းမှာပဲ TNL လက်အောက်မှာအမှုတော်ထမ်းရွက်ခဲ့ကြတဲ့မိုးကုတ်စီပင်အဖွဲ့နဲ့ကျောင်းမြေအဖွဲ့အပါအဝင် မောကုံမြို့ပေါ်ကရက်ခွဲအုပ်ချုပ်ရေးမှုတွေပါပလောင်နဲ့အတူလိုက်ပါကြဖို့စည်ရင်ပေးသွင်းကြတာတွေ့ရပါတယ်ပလောင် TNL နဲ့လိုက်ပါမဲ့သူများတာကြောင့်မျိုးရဲ့သုံးဖို့တပုံသားကြံပါလိမ့်မယ်ဆိုပြီးပြောတာတွေလည်းရှိပါတယ်တချိန်တည်းမှာပဲမိုးကုတ်ကောက်ကွေးနေရာမှာစီကမ်းမဲ့ကြောက်တူကြသူတွေအလွန်များပြားနေပါတယ် TNL ကမိုးကုံမြို့ကိုစွန့်ခွာတော့မှဖြစ်တာကြောင့်သူနဲ့ပေါင်းပြီးကြောက်မြက်တူဖို့ကြတဲ့လုပ်ငန်းရှင်တွေကိုကြောက်မြက်လောက်ကက်တွေအလုံးရက်နာကြဖို့အမိန့်ပေးခဲ့တယ် ဒီကနေ့မှာပဲမိုးကုတ်ပါကဖာကမိုးကုတ်ခောက်ကွင်းနေရာကိုဘယ်သူမှစိုးလာရောက်လောက်ကင်နိုင်ကြောင်းဖွင့်ပေးခဲ့တယ်။သူတို့မိုးကုတ်ပါကဖာကို25ရာခိုင်နှုန်းပေးသွင်းရမယ်ဆိုပြီးကန့်သက်ခဲ့ပါတယ်။ဒီမှာတင်မိုးကုတ်မြို့မှာရောက်လာကြတဲ့နနေကိုင်းအဖွဲတွေအားလုံးမိုးကုတ်ခောက်ကွင်းမှာကြောက်တူးကြပါရောတယ်။ပြောရရင်မိုးကုတ်ခောက်ကွင်းကထွက်တဲ့ဖြုံးမြေကတအိတ်ကိုအနည်းဆုံး9သိန်းစီပောက်ပါတယ်။ဒီလိုဖြုံးမြေကိုဝယ်ယူတဲ့သူလည်းအများကြီးရှိပါတယ်။ ဒီချိန်နေမှာမိုးကုတ်ကောက်ကွင်းပြောင်းမြေရရှိဖို့အလို့ရတူကြပါတော့တယ်။ဒါကြောင့်နိုဝင်ဘာ9ရက်နေ့ကကြောက်တင်းပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။ဒီကြောက်တင်းပြိုကျမှုကြောင့်ပြုံးတူးသူတောင်းအိုမြေပြိတည်ဆုံခဲ့ပါတယ်။ဒီတည်ဆုံသွားသူတွေကတခြားဒေသကလာတဲ့နန်းနယ်ကန်တွေဖြစ်ကြောင်းသိရပါတယ်။မိုးကုတ်ဒေသကန်တွေကကြောက်တူးရမှာကျွမ်းကျင်ကြတာကြောင့်အခုလိုဖြစ်ရမျိုးကိုအရင်ကကြုံတွေ့ရခြင်းမရှိဘူးဆိုပြီးရေးသားဖော်ပြထားပါတယ်။ ဘလို့ပြင်ဆိုနေစေကမူမိုးကုတ်မျိုးကနေတအောင်အကြံဖက်လက်နဲ့ကင်အဖွဲ TNN အဖွဲတွေအပီးတိုင်ဆုတ်ခွာသွားချိန်မှာမိုးကုတ်မျိုးကိုမန္တလေး PDF အဖွဲအပါအဝင် PDF အဖွဲတွေပကပအဖွဲတွေကစူပေါင်းအုပ်ချုပ်ွယ်ရှင်းနေပြီးတော့တမ်ရော့စစ်ကြောင်းတွေကိုစူပေါင်းခုခံဖို့ကြိုးပမ်းဝယ်ရှင်းနေပေမဲ့နာနဲ့ခရံလိုအပ်ချက်တွေကြောင့်တမ်ရော့စစ်ကြောင်းတွေရဲ့တိုက်စစ်ကိုရေရှည်ခုခံနိုင်မှာမဟုတ်ဘူးလို့ဆိုရမှာလည်းဖြစ်ပါရဲ့ရှင်။